မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားသမက္ကများအဖွဲ့ချုပ်ဦးဆောင်ကော်မတီကိုပြန်လည်ရွေးချယ်လိုက်ပါပြီဒီသတင်းကိုဦးကျော်စိုးပေးပို့ထားပါတယ်ရှင်ကင်းပြည်နယ်ဖမ်းမြို့မှာနိုဝင်ဘာ26နေ့ကနေ28ရက်နေ့ထိကျင်းပခဲ့တဲ့ကြောင်းသားလူညီလာခံဖြစ်မြောက်ရေးအကျိုးစီးပွဲမှာမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားသမက္ကများအဖွဲ့ချုပ်ဗဟုလုပ်ငန်းကော်မတီကိုပြန်လည်ရွေးချယ်ဖွဲ့စည်းလိုက်တာပါလက်ရှိဘက်ကသားများအဖွဲ့ချုပ်ဗဟုလုပ်ငန်းကော်မတီဝင်တွေဖြစ်ကြတဲ့ကိုကျော်ကိုမဖြူဖြူအောင်မင်းသွေးသည့်နန္ဒဆက်အောင်ပါဝင် ဖွဲ့ဝင်၁၀ဦးပါဝင်တဲ့ဗဟုလုပ်ငန်းကော်မတီကိုဖျက်သိမ်းလိုက်ပြီးအဖွဲ့ဝင်၂၁ဦးပါဝင်တဲ့ဗဟုလုပ်ငန်းကော်မတီအသစ်ကိုပြန်လည်ရွေးချယ်ဖွဲ့စည်းလိုက်တာပါဘာသာသားများအဖွဲ့ချုပ်ဗဟုလုပ်ငန်းကော်မတီနေရာကိုစားထိုးမှဖြစ်တဲ့အတွက်ဘာသာသားရဲ့ငူငားချက်ကိုကင်ဆယ်ပြီးတော့ဘာသာသားအလံတော်အောက်မှာဆောင်ရွက်တာဝန်ဆောင်ရွက်ခဲ့ကြတဲ့တက္ကသိုလ်ဒီဒီယပိုတလေတွေကနေရွေးချယ်တင်မြောက်တဲ့စနစ်နဲ့ပေါင်းမှဖြစ်တယ် ဗဟုလုပ်ငန်းကော်မတီအစ်ကိုအတွင်းမှုအဖွဲ့သတင်းနှင့်ပြန်ကြားရေးကော်မတီဗဏ္ဍာရေးကော်မတီမှတ်တမ်းရေးရာနှင့်သုတေသနကော်မတီတိုင်းသားနှင့်လူမျိုးစုရေးရာကော်မတီကျောင်းသားထုခွင့်ရေးကာကွယ်ရေးကော်မတီနှင့်နိုင်ငံခြားရေးရာကော်မတီတို့ဆိုပြီးဖွဲ့စည်းလိုက်တာပါဘက်ကသားများဖွဲ့ချုပ်ကိုအတွင်းရင်းမှုဘက်ကဥဆောင်သွားမှာဖြစ်သလိုသက်ဆိုင်ရာရေးရာကော်မတီ6ခုကလည်းကဏ္ဍလိုက်အကောင့်ထဲပေါ်သွားမှာပါဘ ਹੁ လုပ်ငန်းကော်မတီဝင်တွေအဖြစ်အသေးရွေးချယ်ခံရတဲ့အဖွဲ့ဝင်တွေဟာ တက္ကသိုလ်ကောလိပ်ကုကုမာတက်ရောက်နေစဲအနည်းဆုံးပညာသင်တဲ့တစ်နှစ်ရှိရမှာပါထို့တူဘာကသာအဖွဲ့ဝင်ဖြစ်ရမှာဖြစ်သလိုကိုယ်စလဲရွေးချယ်ဖို့မိမိဘာသာအဆိုပြုတင်သွင်းပြီးမှရွေးချယ်ခွင့်ရခဲ့ကြတဲ့သူတွေဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကရင်းချက်မှုရှိရှိနဲ့ဒါကျွန်တော်တို့ကျွန်တော်တို့စိတ်ကံသားမှုတွေလျှော့ပြီးတော့ကျွန်တော်တို့လူကြီးလူပေါင်းပတ်တန်ပို့ပြီးတော့ဆွေးနွေးကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြွားချင်တယ်ကျောင်းသားတို့စီလုံးနေပြီဆိုတာလိုပါဘူး။ကရင်ပြည်နယ်ဖမ်းမြို့မှာကျင်းပခဲ့တဲ့ကျောင်းသားတို့ညီလာခံဖြစ်မြောက်ရေးအကျိုးစီးပွားကို ြည်နယ်ခုနှစ်ပြည်နယ်ကတက္ကသိုလ်တက္ကမကများကိုယ်စားလှယ်တွေအပါအဝင်ရန်ကုန်မန္တလေးစကိုင်းမကွေးပဲခူးအေရဝတီတိုင်းဒေသကြီးတို့မှတက္ကသိုလ်ပေါင်း82ခုရဲ့ဘက်ကတာကိုယ်စားလှယ်150ကျော်တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။တုံးရတာကျင်းပခဲ့တဲ့ဒီစည်းဝေးမှာမြန်မာတနိုင်ငံလောက်ကចောင်းသားတို့ကိုယ်စားလှယ်တွေပါဝင်တဲ့ចောင်းသားတို့ညီလာခံပြည်မြောက်ရေးအတွက်ရှင်းလင်းငန်းစဉ်တွေနဲ့ account table ဆောင်ရေးလုပ်ငန်းတွေကိုဆွေးနွေးခဲ့ကြတာပါ။ကျွန်တော်ကြော်ဆိုပါခင်ဗျာ။